လုံးမင်္ဂလာပါ Mind Treasures by Billy Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ဒီကနေ့မှဖူကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုလုပ်ပေးအောင်ဖြစ်တဲ့အတွက်ဒီကနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။ဒီတော့ဒီကနေ့မှဖူကနေပြီးတော့မှ in this time ပြီးတော့ at this time ဆိုရဲစကားလုံးလေးနှစ်ခုရဲ့အတိတ်ပဲကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ပထမတစ်ခုအနေနဲ့ at this time at this time ဆိုတာကဘာကိုပြောတာလဲဆိုတော့ယခုအချိန်ချက်ချင်းလက်ရှိအချိန် right now ဆိုတဲ့ဟာမျိုးကိုပြောတာဖြစ်ပါတယ် at the moment at the present lo အတိပဲရပါတယ်တစ်ခေါက်ပြန်ပြီးတော့မှပြောပါမယ်အခုအချိန်ချက်ချင်းလက်ရှိအချိန်ကို ပြောချင်တယ်ဆိုရင် at this time ကိုသုံးပါတယ် တခုခုကိုလက်ရှိအခြေအနေအရမဖြစ်နိုင်သေးဘူးမလုံနိုင်သေးဘူးအဲ့ဒီလိုမျိုးအခြေအနေမှာပြောချင်နေဆိုရင်လည်းအသုံးများပါတယ် I cannot help you at this time ဒီအချိန်မှာတော့ငါနဲ့ကို မကူညီနိုင်သေးဘူးဒီအချိန်မှာနဲ့ကို မကူညီနိုင်သေးဘူး အရင်တော့အချိန်ကိုပြောတာမဟုတ်ဘူးနောက်လာမယ့်အချိန်ကိုပြောတာလည်းမဟုတ်ဘူးဒီအချိန်မှာငါနင့်ကိုမကူညီနိုင်သေးဘူး I cannot help you at this time နောက်တစ်ခုကတော့ there are no further announcement at this time အခုချိန်ထိတော့တခြားကြေညာထားတဲ့အရာတွေမရှိသေးဘူးဒီချိန်ထိတော့တခြားကြေညာချက်တွေမရှိသေးဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင်လည်း at this time go သုံးပါတယ် Is the manager available at this time? ဒီအချိန်မှာ manager ရှိပါသလားဒီလိုမျိုးပြောခြင်းနဲ့ဆိုရင်လေဒီအချိန်မှာဆိုတော့ကိုပြောခြင်းနဲ့ဆိုလို့ရှိရင် at this time ကို သုံးပါတယ်အဲ့တော့ at this time ကိုယခုအချိန်ချက်ချင်းလက်ရှိအချိန်တွေကို ပြောခြင်းနဲ့ဆိုလို့ရှိရင် at this time ဆိုရဲစကားလုံးကို သုံးပါတယ်ဒါဆိုရင် in this time ကော in this time ကတော့ဒီကာလအတွင်း ်ဒီအချိန်အပိုင်းခြားအတွင်းလို့ပြောချင်တယ်ဆိုလို့ရှိရင် in this time လို့သုံးပါတယ်အချိန်ရဲ့အပိုင်းခြားဒါမှမဟုတ်လို့ရှင်ကာလတစ်ခုကိုရှင်ညွှန်ပါတယ်ပြီးတော့ပကတိအချိန်တစ်ခုမဟုတ်ဘဲနဲ့ရှည်ကြတဲ့ကာလဥပမာရာသီဥတုပြောင်းလဲမှုကာလစီးပွားရေးအကျက်တဲကာလ ခက်ကာလာဒီလိုခက်ကာလာအတွင်းဖြစ်ပျက်နေတဲ့အရာတွေကိုပေါ်ပြတဲ့အခါမှာအသုံးပြုလေးရှိပါတယ်။ဒါဆိုရင်ဖူရိုဥပမာလေးအတူတူလိုက်ပြီးတော့မှကြည့်ကြရအောင်။ In this time of economic hardship, people are saving money. ဒီစီးပွားရေးခက်ခဲတဲ့ကာလာအတွင်းမှာလူတွေကငွေစုနေကြတယ်။ဒီကာလာအတွင်းလို့ပြောချင်တယ်ဆိုရင် In this time go, don't mind. Naudakuu Sabiromajijiao. They achieved a lot in this time. Duroga Dichengala Dwema. အများကြီးအောင်မြင်ခဲ့ကြတယ်အဲ့တော့အချိန်ကာလတစ်ခုဒီအချိန်အတွင်းလေးမှာလို့ပြောချင်တယ်ဆိုရင် in this time ကိုသုံးပါတယ် the technology has advanced quickly in this time ဒီအချိန်ကာလအတွင်းမှာနီးပညာက အလင်းအမြန်ကြီးတိုးတက်လာခဲ့တယ်။အဲ့တော့ဒီအချိန်ကာလအတွင်းလို့ပြောချင်တယ်ဆိုရင် in this time ဆိုရဲစကားလုံးလေးကို သုံးပါတယ်။အဲ့တော့အတူချုံးမှတ်မယ်ဆိုရင် at this time အတိအကျဆုံးအမှတ်အခုချက်ချင်းလောလောဆယ် right now ဒီလိုအခြေအနေမျိုးကို သုံးချင်တယ်ဆိုရင် at this time ဆိုတာကို သုံးပြီးတော့ in this time အချိန်ပိုင်းခြားတစ်ခု ီအချိန်ကာလအတွင်းမှာဒီခေတ်ကာလအတွင်းမှာဒီလိုမျိုးအချိန်ပိုင်းခြားဒီလိုအတွင်းထဲမှာလို့ပြောချင်နေဆိုရင် in this time ဆိုရဲစကလုံးလေးကိုသုံးပါရရှင်အဲ့တော့ဒီစကလုံးလေးနှလုံးကဆင်တလို့လို့ ਨੇ နည်းနည်းလေး꿰နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မှားတတ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးထဲကနေပြီးတော့မှ in နဲ့ at ရဲ့အသုံးအနှုန်းကဘယ်လိုမျိုးလေးကွာခြားသွားလဲဆိုတော့ကိုဒီကနေ့သိသွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ထင်တယ် ။နောက်ဗီဒီယိုတွေကြာလို့ရှိရင်လည်းအကျိုးရှိမယ့်အရာတွေနဲ့ပြန်လာခဲ့အောင်မလို့ Mind Treasure Barbie Lee page လေးကိုလည်း like and share လေးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။